ုပ်ချုပ်ခွင့်ရဒေတာကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာကျွန်တော်တို့နိုင်ငံမှာကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာဆိုတာလေပေးသင့်မသိသင့်ဆိုတာကျွန်တော်စဉ်းစားမှအချင်းရောက်ပြီအရေးတကြီးကိုရောက်ပြီအဲ့တော့ဒီမြန်မာနိုင်ငံတွေမှာကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာဆိုတာကိုဘယ်လိုပေးတာလဲဘာကြောင့်ပေးထားတာလဲဆိုတာကိုပေးချစဉ်းစားဖို့လိုတယ်သူများနိုင်ငံကလောက်တိုင်းလဲကိုလိုက်လို့မရသလိုသူများနိုင်ငံကမလောက်တိုင်းလဲကို လိုက်မလုပ်ခင်လို့တော့မဖြစ်ဘူးကိုယ်နိုင်ငံနဲ့အန်ကြမယ်အုပ်ချုပ်ရေးစနစ်ကိုယ်နိုင်ငံနဲ့အန်ကြမယ်စီးပွားရေးစနစ်အဲ့အရာတွေကိုကျွန်တော်ကစဉ်းစားရတယ်အဲ့အရာတွေကိုအသုံးချဥပမာကျွန်တော်တို့အိန္ဒိယနိုင်ငံကိုနှစ်ပေါင်း200ရောက်အုပ်ချုပ်ရတယ်ပြည်ထောင်စုတွေကအိန္ဒိယနိုင်ငံထဲမှာပေးထားတဲ့ကိုယ်ပိုင်အုပ်ချုပ်ရေးဒေတာတွေအဲ့ဒီဒေတာတွေကိုကြည့်မယ်ကျွန်တော်တို့အဲ့ဒီဒေတာတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုတော့ ဗြိတိရှအစိုးရအိန္ဒိယနိုင်ငံတစ်ခုလုံးကိုသူကထိန်းသိမ်းတာအုပ်ချုပ်တာအုပ်ချုပ်ထားတယ်ကွာသူကိုပိုင်အုပ်ချုပ်ရေးဒေတာဆိုတာလေပေးတယ်အရင်ရှင်းရင်းဆိုင်ဗြိတိနိုင်ငံသူ့ဘက်ပြအုပ်ချုပ်ထားပြအုပ်ချုပ်ခိုင်းရတယ်ဗြိတိရှတွေကမအုပ်ချုပ်ဗြိတိရှတွေကသူများနိုင်ငံတွေကိုကိုလိုနီလိုက်လောက်တာသူတို့ကရှော့ပြီးတော့ အဲ့ဒီနိုင်ငံတွေကိုအုပ်ချုပ်ပြီးအဲ့ဒီနိုင်ငံဒေတာလူတွေရဲ့ကောင်းကျိုးဆိုးကျိုးကိုသူတို့ကဖန်တီးပေးကြတော့မဟုတ်ဘူးအဓိကအဲ့ဒီဒေတာကထွက်ကုန်တွေကိုဈေးချိုချိုနဲ့ယူပြီးတော့အဲ့ဒီဒေတာတွေကိုသူတို့ထောက်လုပ်တဲ့ပစ္စည်းတွေကိုဈေးကြီးကြီးနဲ့ပြန်ရောင်းခိုင်းလို့အဲ့ဒီဟာအဓိကညီမချက်ပဲဒါပေမဲ့ကျွန်တော်နိုင်ငံကိုအုပ်ချုပ်တဲ့ကြီးရဲ့ချက်ကောင်းပါလေကျွန်တော်နိုင်ငံကိုကျွန်တော်တို့ကအုပ်ချုပ်တဲ့ကြီးရဲ့ချက်ကအဲ့ဒီလိုမဟုတ်ဘူးကျွန်တော်နိုင်ငံတွေကိုနိုင်ငံသားတွေကိုဈေးကြီးကြီးနဲ့တခြားနိုင်ငံဆွဲသွင်းပြီးတော့ကျွန်တော်တို့ရောင်းဖို့ကျွန်တော်နိုင်ငံ တဲ့ပစ္စည်းတွေဈေးချုံချုံနဲ့ယူပြီးတော့သူများနိုင်ငံကိုပြန်ရောင်းဖို့ဆိုတဲ့ရည်ရချက်နဲ့ကျွန်တော်တို့အစိုးရတွေဖွဲ့စည်းရတာမဟုတ်ဘူးကျွန်တော်ပြောပါတော့နော်ကိုလိုနီအစိုးရရဲ့ရည်ရချက်နဲ့ကျွန်တော်တို့ဒေသခံတိုင်းရင်းသားတွေနဲ့ဖွဲ့စည်းထားတဲ့တိုင်းရင်းသားတွေကိုယ်တိုင်တိုင်းရင်းသားတွေကိုအုပ်ချုပ်တဲ့အစိုးရရဲ့ရည်မှန်းချက်ချင်းမတူဘူးသူတို့ကသူတို့ကိုယ်ကျိုးစီပွားအတွက်ထဲသူတို့ကလုပ်တာကျွန်တော်တို့ရဲ့အစိုးရကြတော့ကျွန်တော်တို့အစိုးရကိုယ်ကျိုးစီပွားအစိုးရပတ်စံရရင်ပြီးရောဆိုပြီးတော့ ကျွန်တော်တို့ကလောက်အောင်ပို့ဖို့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေရဲ့အကျိုးစီးပွားအားလုံးကိုထက်တွေ့မှာပညာရေးစီးပွားရေးအနာဂတ်အားလုံးကိုထက်တွေ့ရဟိုကနဲကိုလိုနီအစိုးရတွေရဲ့တဘောကကြတော့သူတို့စီးပွားရေးပဲအဓိကကြီးတာကြံတဲ့ဟာစီးပွားရေးနဲ့အောင်ဆိုင်ရင်ပြတ်ထုတ်ပြီအဲ့တော့အိန္ဒိယမှာကိုယ်ပိုင်အောက်ချုပ်မှုဒေတာတွေကိုဘယ်လိုပေးသွားသလဲဆိုတော့ကြည့်လိုက်ကြည့်တော့ဗြိတိရှားအကုန်လုံးအိန္ဒိယနိုင်ငံတစ်ခုလုံးကထိနေရတယ်အောက်ချုပ်တာ အုပ်ချုပ်ပဲကိုယ်ပိုင်အုပ်ချုပ်မှုဒေတာဆိုတာသူတို့အုပ်ချုပ်ထားတဲ့ဒေတာတိုင်းမှာဒီမှာအကွက်လိုက်အကွက်လိုက်ပြီးလားနံပါတ်1သူကြောင့်မို့အဲ့ကိုယ်ပိုင်အုပ်ချုပ်မှုဒေတာတစ်ခုနဲ့တစ်ခုကနေချင်းဆက်ဖို့နေချင်းဆက်ချင်းအားဖြင့်ဘာဖြစ်မလဲဆိုရင်အဲ့ဒီကိုယ်ပိုင်အုပ်ချုပ်မှုဒေတာတွေတစ်ခုနဲ့တစ်ခုအတူတူအတူတကွပေါင်းစည်းပြီးတော့ပြစ်တကျအစိုးရကိုပြန်ပြီးတော်လှန်နိုင်ကဲနံပါတ်1အဲ့ဒီဒေတာတွေက အားလုံးကိုပြည်ထောင်စုအစိုးရအုပ်ချုပ်မှုဒေသတွေကဝိုင်းလာတယ်ကိုယ်ပိုင်အုပ်ချုပ်မှုဒေသတခုကိုပေးလိုက်မှာအဲ့ကိုယ်ပိုင်အုပ်ချုပ်မှုဒေသရဲ့ပြည်ပနယ်စပ်တွေအားလုံးကပြည်ထောင်ပြည်ထောင်အုပ်ချုပ်ထားတဲ့ဒေသတွေဆိုတော့ပြည်ထောင်အုပ်ချုပ်ထားတဲ့ဒေသတွေထဲမှာပဲအကွက်လိုက်အကွက်လိုက်ကလေးတွေပေးတာအဲ့ကိုယ်ပိုင်အုပ်ချုပ်မှုဒေသတွေကိုတခုနဲ့တခုနဲ့ထိစပ်ခွဲမပေးသလိုတခုနဲ့တခုနဲ့လုံးရောက်ထားခွဲမပေးဘူးအဲ့ဒီဒေသကိုပြည်ထောင်အုပ်ချုပ်ထားတဲ့ ဒေတာပြန်ဝိုင်းလာဆိုလိုတာအဲ့ဒီဒေတာရဲ့ကုံတွေရေသူကပြည့်ရရှာလေးလက်ထဲဥမာမဟုတ်ရင်သူ့ရဲ့ထွက်ပုံကိုပြန်ရောင်းလို့မရဘူးသူများနိုင်ငံကိုထွက်ရောင်းလို့မရဘူးဒါလို့သူများနိုင်ငံကလည်းကုံပစ္စည်းကိုဝယ်လို့မရဘူးပြည့်ရရှာအစိုးရဆရာပဲဝယ်ရမယ်သူ့ရဲ့ကုံတွေထွက်ပောက်ဝင်ပေါက်မှန်တယ်များကိုပြည့်ရရှာအစိုးရကပဲပိတ်ဟာဆိုလိုတာနိုင်ငံသားဆက်ဆံရေးသူလုံးလို့မရဘူးအော်ကျွန်တော်နိုင်ငံက ကိုကိုပိုင်အုပ်ချုပ်ခွင့်ပေးထားတဲ့ဒေတာတွေကိုကြည့်လိုက်ဒေတာတစ်ခုချင်းတစ်ခုနဲ့နဲ့လက်ဆက်နေကြအဲ့လိုဆက်နေခြင်းအပြင်သူတို့ကဒေတာတစ်ခုနဲ့တစ်ခုပူးပေါင်းပြီးတော့နိုင်ငံတစ်ခုလိုမျိုးထူထောင်မယ်ပါမယ်ပေါ့ဆိုပြီးပြင်ရင်ကျွန်တော်တို့ပြည်တော်သူကိုပြန်ပြီးတော့ပုံကန်လို့ဖြစ်နိုင်နောက်သူတို့ကိုကျွန်တော်တို့ပြည်တော်စုအစိုးရကပြစ်တဲ့ချအစိုးရကိုဝိုင်းပတ်ထားတာမဟုတ်ဘဲနဲ့တခြားနိုင်ငံတွေငယ်ချင်းသွားဆက်နေကြတယ် တွားဆက်နေတော့အဲ့ဒီဒေသတွေကမြန်တခြားနိုင်ငံအကူအညီယူပြီးတော့မြန်မာနိုင်ငံပြည်တော်စုဆိုးရအစိုးရကိုပြန်ပုံကန်လို့ရတယ်လို့တခြားနိုင်ငံရဲ့အကူအညီနဲ့တခြားနိုင်ငံတွေကသွားပြီးတော့ပူပေါင်းလိုက်လို့ရကျွန်တော်တို့အစိုးရကိုကလန်ပြီးတခြားနိုင်ငံကိုသွားပြီးတော့ပူပေါင်းလိုက်လို့ရအဲ့တော့အဲ့လိုဒေသတွေကိုကျွန်တော်တို့ကကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသဆိုပြီးပေးမထားတဲ့ပေးမထားတဲ့အဲ့တော့ ဆိုတော့ကျွန်တော်တို့နိုင်ငံထဲမှာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုပြီးပေးလို့ရတဲ့နေမျိုးဆောင်ရှိဥပမာမန္တလေးတိုင်းအဲ့လိုတိုင်းမျိုးကိုပေးထားလို့ရမန္တလေးတိုင်းမန္တလေးတိုင်းဆိုမန္တလေးတိုင်းကိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုပြီးပေးလိုက်ပေးပြီးအဲ့မန္တလေးတိုင်းရဲ့ဘေးမှာထပ်ဝိုင်းလာမယ်နေပြည်တော်တိုင်းအကြမ်းထဲမှာခံမယ်ရှေ့မှာဘေးမှာဒီမဲ့ဒေတာပြည်တော်စုအစိုးရအုပ်ချုပ်တဲ့ဒေတာထားပြီးတော့မှနောက်ထပ်ဘယ်တိုင်းကိုပေးလို့ရမလဲဆိုရင်ဘကိုးတိုင်းအောင်ထပ်ပေးလို့ရမယ် ်ဘကိုးတိုင်းဘကိုးတိုင်းကိုပြန်ဝိုင်းထားမယ်ဒီမှာဒီမြေနေရာတွေပေါ်ရန်ကုန်တိုင်းလို့အဲ့မှာအေယာဝတီတိုင်းလို့ပါတော့ပြန်ဝိုင်းထားမယ်အဲ့ဒါတွေကပြည်တော်စုအုပ်ချုပ်ထားတဲ့အရာတွေပြန်ဆိုလိုတာကကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားတဲ့ဒေသဟာဒီအိုက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုနဲ့တစ်ခုနေချင်းဆက်ပြီးတော့ဖြစ်လို့မရတယ်လို့တခြားနိုင်ငံတစ်ခုခုနဲ့လည်းနေချင်းပေးဆက်ထားလို့မရဘူး အဲ့တော့ကိုယ်ရဲ့အုတ်ချုပ်ခွင့်ရဒေတာတစ်ခုနဲ့တစ်ခုနေချင်းဆက်ထားခြင်းအပြင်သူတို့ကပူးအောင်ကြံစီလိုက်တခြားနိုင်ငံတစ်ခုခုနဲ့နေချင်းဆက်ထားခြင်းအပြင်အဲ့ဒီနိုင်ငံခြားတိုင်းပြည်ရဲ့အကူအညီကိုယူပြီးကျွန်တော်တို့နိုင်ငံကိုပြန်ပြီးတော့ပုံကန်လို့ရအဲ့တော့ကျွန်တော်နိုင်ငံတိုင်းမှာရှိတဲ့ကိုယ်ပိုင်အုတ်ချုပ်ခွင့်ရဒေတာဆိုတဲ့ဟာတွေကိုဘလို့နီးနေဖြစ်ဖြစ်ဖြတ်သိမ်းရကိုယ်ပိုင်အုတ်ချုပ်ခွင့်ရဒေတာဆိုတော့မထောက်ကျွန်တော်ပြောပြီးပြီနော်ကျွန်တော်နိုင်ငံက unitary government unitary government ဖြစ်ခဲ့တယ်ဆိုတော့တပြည်တော်အုပ်ချုပ်ရေးစနစ်ဖြစ်ခဲ့တယ်အဲ့ဒီတပြည်တော်အုပ်ချုပ်ရေးစနစ်ဆိုတာအဲ့ဒါအစင်းမြေတော့အုပ်ချုပ်ရေးစနစ်ကုလသမဂ္ဂနိုင်ငံ193နိုင်ငံထဲမှာ166နိုင်ငံကအသုံးပြုနေတဲ့စနစ်ဥပမာပြည်ထိုင်နိုင်ငံလည်းတပြည်တော်အုပ်ချုပ်ရေးစနစ်ပဲဂျပန်တော်တော်များများပဲတရုတ်အားလုံးကတပြည်တော်အုပ်ချုပ်ရေးစနစ်တွေเนาะကမ္ဘာမှာဖက်ဒရယ်လို့ဒီပင် နိုင်ငံတော်အနေချင်းပဲကြံတော့တယ်ကုလသမဂ္ဂအဖွဲ့ဝင်193နိုင်ငံမှာ100နဲ့66နိုင်ငံက unitary government တပြီးတောင်အုပ်ချုပ်ရေးစတဲ့တို့လောက်ထားပြီးမှတော့ကျွန်တော်နိုင်ငံဘာဖက်ဒရယ်ညာဖက်ဒရယ်ပြန်လုံးဆရာမလို့တော့ဘူးဒီကောင်းလေးလက်နဲ့ကိုင်းနေတိုင်းလာဒီမှာခေါင်းဆောင်အုံတော့မရှိရဲ့ကောင်းလေးတောင်းဆိုတဲ့တရားကိုလိုက်လို့နေကြမလို့ဘူးလိုက်လို့နေကြမလို့ငိမ့်ငိမ့်နဲ့ဗစက်နဲ့ညှိလို့ရရင်ညှိမညှိရင်စင်ရတာပြက်ရှင်း အဲ့ဒါမှပဲကျွန်တော်နိုင်ငံကငြိမ်းချမ်းရေးရတာထာဝရငြိမ်းချမ်းရေးရတာဒီကောင်လေးပရိပရိပရိပြောနေလို့တော့ငြိမ်းချမ်းရေးရမှာမဟုတ်ဘူးနောက်ထပ်ထပ်ပြီးကျွန်တော်တို့ဒီမှာစေယုံနဲ့ဖြည့်ဆည်းခံရတာဟာလားအဲ့မှာပြည်သူပိုင်းအဆောက်အုံနဲ့ဖြည့်ဆည်းခံရတာပြည်သူတွေအိုးအိမ်တွေအဖြည့်ဆည်းခံရတာပြည်သူတွေသေချာတာပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတာဒါတွေကကျွန်တော်တို့သူတို့ကိုမှပြက်ပြက်သားသားမလုပ်ဘူးဆိုရင်ကျွန်တော်တို့အနာကမှထတ်ကြုံအောင်ပါအချိန်ချင်းကြုံရအောင်။ဟောကျွန်တော်တို့နိုင်ငံကို ုတ်ချုပ်မဲ့အစိုးရတယ်ကျွန်တော်ပြောတဲ့ဒီအချက်ကိုနားလေသဘောဟုတ်ဘူးလို့တယ်ဒီကောင်လေးကိုအပြတ်ရှင်းဖို့လို့တယ်ကျွန်တော်နိုင်ငံကို unitary government တပြည်အောင်အုပ်ချုပ်ရေးစနစ်နဲ့သွားဖို့လို့တယ်တသွေးတသန်းအမေမြန်မာဆိုတဲ့လူမျိုးအမျိုးလေမြန်မာဆိုတဲ့နိုင်ငံသားအမျိုးလေကချင်ကရခင်ချင်းမွန်ဗမာဆိုတဲ့ ဒီလူမျိုးစုတဲတဲလေးတွေကိုတိတ်ပြောတရားတရား क्वे ပြားမှုကိုကျွန်တော်တို့အချင်းချင်းစဉ်းစားမနေနဲ့စဉ်းစားမနေနဲ့ क्वे ပြားမှုမစဉ်းစားကျွန်တော်တို့အားလုံးပေါင်းစည်းမှရမယ်ကျွန်တော်တို့ရဲ့အနောက်တကားမှာရန်သူတွေရှိနေတယ်ရန်သူတွေရှိနေတယ်ကျွန်တော်အချင်းချင်းဒီလိုဆက်လက်ပြီး क्वे ပြားနေလို့မဖြစ်တော့ဘူးကျွန်တော်တို့မြန်မာနိုင်ငံသားတွေအားလုံးလိမ္မာပါနမရမယ်